ကချင်ပြည်နယ်အထူးဒေသတစ်နေမင်းများမှ KNOKA လက်နက်ကိုင်ဖွဲ့တွင်တာဝန်ထမ်းဆောင်ရန်တရော်လင်း9ဦးနှုန်းတပ်မတ်၍အင်အား2000ပြည့်မီအောင်လူသစ်စုဆောင်ရန်အတွက်မြို့နယ်ရက်ကြီးတာဝန်ခံများကိုအော်တိုဘာလ28ရက်နေ့ကစာထုတ်ကညွှန်ကြားထားတယ်လို့ပန်ဝါမြို့ခံပြည်သူများကဆိုပါတယ် လက်ရှိမှာကချင်ပြည်နယ်အထူးဒေသတည်နေမြများအတွင်နေထိုင်ကြတဲ့တိရောက်ခံပြည်သူအမျိုးသားအမျိုးသမီးများကို KNOKA လက်နက်ကင်ဖွဲ့တွင်တာဝန်ထမ်းဆောင်ရန်တပ်ဆိုင်ရာရက်ကြီးအဖွဲ့များနဲ့ရခိုင်ပြည်သူစစ်တပ်ဖွဲ့တွင်တာဝန်ထမ်းဆောင်ခဲ့ပူသူများပူးပေါင်း၍လူ widetilde စုဆောင်ခြင်းများကိုညီပြင်းကွင်းဆဲလှုပ်ဆောင်နေကြတယ်လို့ပံဝါမြို့နေသူတို့ကဆိုပါတယ်ကချင်အတူတေသားတက်ကမြို့နယ်တွေကျေးရွာတွေမှာတရွာကိုလူ9ယောက်နှုန်းပေးဖို့နဲ့လူအင်အား2000ပြည့်အောင်စုဆောင်မှု KIA ကစာထုတ်လာတယ်။ အဲ့တော့ကိုကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့အရင်ပြည်သူစစ်လုပ်ခဲ့ဗုဒ္ဓတွေကဥဆောင်ပြီးဆွဆောင်ရမယ်လို့ပြောထားတယ်။ယောက်ျားမိန်းမအကုံပါတယ်။အင်အား2000ပြည့်အောင်လုပ်ပေးရမှာအခုသူတို့တွေလူသစ်ဆွဆောင်တာတွေအရန်လုံနေကြပြီလို့သူကဆိုပါတယ်။ ကချင်ပြည်နယ်အထူးဒေသတဲ့နေမြများဖြစ်တဲ့ချီဖွေမြို့နယ်၊ဆော့လော်မြို့နယ်၊ဝိုင်းမော်မြို့နယ်များမှာ KNOKA လက်နက်ကင်ဖွဲ့ကလူသစ်စုဆောင်ခြင်းများအသင်းအားမလှုပ်ဆောင်နေပြီးစုဆောင်ရရှိတဲ့လူသစ်များအောင်ပန်ဝါမြို့ရှိရခင်ပြည်သူစစ်တင်တန်းကျောင်းဖြစ်တဲ့ပါထိုင်ဟော်စစ်တင်တန်းကျောင်းမှာတင်တန်းပို့ချပေးခြင်းများကိုပြုလုပ်သွားမှာဖြစ်တယ်လို့မြေပြင်တည်ရင်အချက်အလက်များအရသိရပါတယ်။ချီဖွေမျိုးနဲ့ဆော့လော်မျိုးနဲ့ဝိုင်းမော်မျိုးနဲ့များအတွင်မှာကြေးရွာတဲရွာလင်းအမျိုးသားမျိုးသမီးအသက်၁၈နှစ်မှ၄၅နှစ်အတွင်း၅ဦးစီ KNOKIA လက်နက်ကိုင်ဖွဲ့တွင်စစ်မှုထမ်းဆောင်ရန်တောင်းဆိုထားကြောင်းနဲ့လူသစ်ဆုဆောင်ခြင်းများကိုလည်းအတင်းအာရမပြုလုပ်နေကြောင်းဖီမော်ဂျေရွာနေဒီရောက်ခန့်တူကထည့်တွင်ပြောပါရယ်အခုတိုက်ပွဲတွေဖြစ်နေတဲ့ဘမော်ဖာကတ်ဝိုင်းမော်နောင်မွန်အဲ့ဒီတိုက်ပွဲတွေမှာ KNOKIA တွေအတော်လေးအထိနာတယ်လို့ကြားတယ် အများဆုံးကတော့ပမာပေါ့ပြီးတော့သူတို့အင်အားလည်းအရန်လိုနေတယ်အဲ့ဒါကြောင့်စစ်မှုမထမ်းမနေရဆိုပြီးတရွာကို9ရောက်တောင်းတယ်မလိုက်ရင်လည်းအတင်းအာရမဆွဲတယ်ဒေတော့ခံပြည်သူတွေကခီးသွောပြည်သူတွေကအကုန်ဆွဲတယ်လူငယ်တွေတော်တော်လေးအဆွဲခံလိုက်ရပြီတချို့လည်းထွက်ပြေးနေကြရတယ်လို့သူကဆိုပါတယ် KIOKIA ရောကလက်ရှိမှာ၎င်းတို့ထိန်းချုပ်ထားတဲ့ကချင်ပြည်နယ်အထူးဒေသတဲ့နေမြေများပြန်လည်မကျဆုံးစေရတဲ့အတွက်တပ်မတော်နဲ့ပြည်သူစစ်ပူးပေါင်းစစ်တောင်းများဝင်ရောက်လာနိုင်တဲ့နေရာများမှာခန့်တက်စခန်းများကိုအခိုင်အမာပြုလုပ်ထားကလူသစ်ဆွဆောင်မှုများကိုအသိအာရမပြုလုပ်နေတယ်လို့သိရပါတယ်။ ကချင်ပြည်နယ်အထူးဒေသတဲ့နေမြများအတွင်နေထိုင်ကြတဲ့ဒေသခံပြည်သူများကိုလက်ရှိအချိန်မှာခီးတော်လာခြင်းများတတ်နိုင်သမျှမပြုလုပ်ကြရနိုင်မိမိနေအိမ်တွင်သာနေထိုင်ကြရန်တတိပေးပြောဆိုထားပြီးလမ်းဆဲတွင်တည်ဆာတာတူးဖို့လုပ်ကင်ကြမယ်စီပွားရေးလုပ်ငန်းရှင်များကိုလည်းဖိတ်ခေါ်နေကြောင်းဒေသခံများရဲ့ပြောဆိုမှုအရသိရပါတယ်